ပထမကြိမ်ပြည်သူ့လွတ်တော်အထမပုံမှန်စီဝေးစရုဒါနေ့မှာလွတ်တော်လာရောက်လေးလာခဲ့ကြတဲ့တောင်ဩကလာပါမြို့နယ်အမျိုးသားဒီမိုလစီဖွဲ့ချုပ်ဝင်တွေပြည်သူ့လွတ်တော်ကိုလာရောက်လေးလာစဉ်ဒေါအောင်ဆန်းစုကြည်ကအခုလိုပြောကြားလိုက်တာပါလာရီကိုပြောတော့ဘိုးရဲ့အမေကစားချက်ဆောင်တာဟုတ်တယ်ကောင်းပြီအဲ့လိုဆိုပြီးတော့လည်းဇေနောကျွန်တော်တို့ရှိမှာလုပ်တယ် တို့ဒါအရက်ဖက်သဘောမျိုးနဲ့ပဲဆိုပါတီအနေနဲ့ဘောကမျိုးနဲ့ချမလို့ပြီးတော့ကိုတို့လို့ရှင်လေကိုကိုဘောက်ကိုလုတ်တဲ့ပုံနဲ့ပြင်မှာဆိုလို့ဆိုတော့သူ့အိမ်မှာလည်းအချင်းကျွန်တော်တို့ခေါ်ပြီးတော့အချိန်ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာလေးပြင်နိုင်တာလေးတော့ကံရဲ့အကြည့်ရအောင်ဒီအကြည့်ကိုချက်ပြီးလို့မယ်အဲ့ဒီနည်းနည်းလို့ပြောလိုက်ဟုတ်ကဲ့ ဖွဲ့စည်းပုံကိုပြင်မလားအသိရေးမလား NLD ကလူထုစံတာကိုယူမယ်လို့ NLD ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကော်မတီအဖွဲ့ကစတင်မာလာ28ရက်နေ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့တိုင်းရင်းသားပါတီတွေနဲ့ဖွဲ့စည်းပုံကိစ္စဆွေးနွေးခဲ့ရမှာအစ်စ်ပြန်ရေးမလားပြင်မလားဆိုတာဆုံးဖြတ်ချက်မချနိုင်ခဲ့ပဲပြည်သူတွေစီကဆန္ဒခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်ပြည်သူတွေများအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဒါမှမဟုတ်အစ်စ်ရေးဆွဲရေး ပြည်သူ့ဆန္ဒသဘောထားရယူရေးမှာပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ကိုလည်းတိုက်တွန်းလို့ဆော်ထားပါတယ်။အော်တိုဘာလစနေနေ့ကစပြီးဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ဖို့အတွက်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ကိုလည်းအမျိုးသားဒီမိုလေစီဖွဲ့ချုပ်ဘိုကနေပြီးတော့တနိုင်ငံလုံးကပါတီယုံတွေကိုညွန်ကြားချက်ထုတ်ပြန်ထားပါတယ်လို့သိရပါတယ်။ကျွန်တော်အော်သတင်းပေးပို့ထားပါတယ်။